အားလုံးပဲမင်္ဂလာပါရှေးဥစွာယခုလိုချိန်တိုင်းခွင့်ကောင်းပြင်ဆင်ပေးရယ်ဖျားရနာမှာတော့ဘုန်းကြီးမင်္ဂလာရှိပါစေဒီနေ့မှာလည်းပဲကျွန်တော်ကျွန်တော်အနေနဲ့ခွန်အားပေးခြင်းတဲ့အရာကတော့ဖျားစကားနာခံသူနဲ့အာခံသူဆိုတဲ့ရလျာဖြင့်ခွန်အားပေးလိုပါတယ်နှုတ်ကပတ်တော်မှာဖတ်ခင်ပါခနာစုတောင်းဆက်ကန်းအနှံ့ကျင်ပါတယ်နှုတ်ကပတ်တော်ဖတ်ရှင်ဖတ်ဖျားကိုရောဂျေစုတင်နဲ့ယခုချိန်မှာလည်းပဲကိုရောရဲ့အသက်ရှင်တော်မူသောနှုတ်ကပတ်တော် တဲကနေခွန်အားယူတိဆောက်ကြမှာဖြစ်ပါတယ်။တန်ရှင်သောဝိညာဉ်တော်ဖျားနားလည်နိုင်ဖို့မဆတော်မူပါ။သခင်ရှုဖျားနာမအမိပြုလက်ဆုတောင်းဆက်အနှံ့ကြပါ၏။အာမင်။တုတ်တန်ချန်ခန်းကြီးတဲ့ပိုင်ငယ်33မှာဘာဖော်ပြထားတယ်လဲဆိုရင်ငါစကားကိုနားထောင်တော်သူမူကားလုံခြုံစွာနေ၍ဘေးကို မကြောက်ပဲငြိမ်ဝတ်လိမ့်မည်။ငါစကားကို နားထောင်တော်သူမူကားလုံခြုံစွာနေ၍ ဘေးကိုမကြောက်ပဲငင်ဝလိမ့်ပြီးဖတ်သွားသောနှုတ်ကပတ်တော်ပြရောက်ချင်းစီတိုင်းပေါ်ဘုရားရှင်ကောင်းချီးပေးပါစေ။ဒီနေ့ဘုရားစကားကို နားထောင်တယ်ဆိုရင်လုံခြုံရတဲ့အခွင့်ပြင်းဘေးအမျိုးမျိုးကနေလည်းပဲကျွန်တော်တို့ငိန်ဝတ်ရတဲ့အခွင့်ကိုဘုရားကပေးမယ်လို့ပြောပါတယ်အဲ့တော့ကျွန်တော်တို့ယုံကြည်သူတွေရဲ့တာဝန်ကပါလဲဆိုရင် ဖျားစကားကိုနာခံမှုဖြစ်ပါတယ်ဒါပေမဲ့ဒီနေ့နာခံတဲ့သူနဲ့အာခံတဲ့သူပုံကုတ်နှစ်ယောက်အကြောင်းကိုကျွန်တော်တို့အတူတူကစမ်းစာထဲကနေလေ့လာမှာဖြစ်ပါတယ်ထူးထူးခြားခြားဓမ္မဟောင်းနဲ့ဓမ္မသစ်မှာတင်ပေါ်နဲ့ခရီးသွားရင်းနဲ့မုံတိုင်းနဲ့တွေ့ကြတဲ့ပုံကုတ်နှစ်ဦးကိုကျွန်တော်တွေ့ရပါတယ်ဓမ္မဟောင်းထဲမှာယောနာကိုတွေ့ရပြီးတော့ဓမ္မသစ်ထဲမှာရှင်ပေါလုကိုတွေ့ရပါတယ်ဒီပုံကုတ်နှစ်ယောက်ရဲ့အသက်တာနဲ့ သူတို့ကြုံတွေ့ခဲ့ရတဲ့အရာလေးတွေကလည်းပဲခက်ဆင်ဆင်ဖြစ်ပါဒါမှစန့်ကျင်ဘက်ဖြစ်ပါတယ်ယောနာကတော့ဖျားစကားကိုအာခံတဲ့သူဖြစ်ပြီးတော့ပေါလုကတော့ဖျားစကားကိုနာခံတဲ့သူဖြစ်တယ်ဆိုတဲ့အကြောင်းကိုကျွန်တော်တို့စိတ်ဝင်စားဖို့တွေ့ရပါတယ်ယောနာလက်ထက်မှာကျွန်တော်တို့ကြည့်တဲ့အခါမှာဣတရေလလူမျိုးတွေကိုနှိပ်စက်တဲ့လူမျိုးများရဲ့မြို့တော်ဟာမြို့တော်နိနဝေဖြစ်ပါတယ် ပေါလုချိန်ခါကျွန်တော်ကြည့်တဲ့အခါမှာဆိုအဲ့ဒီချိန်ခါမှာဣတရေလလူမျိုးတွေကိုအုပ်ဆိုးတဲ့ရောမလူမျိုးတွေရဲ့မြို့တော်လဲရောမပဲဖြစ်ပါတယ်မြို့တော်ရောမဖြစ်ပါတယ်ယောနာကတော့ဖျားစကားကိုမနာခံဘဲနဲ့ဖျားကအဲ့ဒီနိနဝေမြို့သားတွေစီကိုသွားပြီးတော့နောင်တရဖို့ ဖျားစီပြန်လှည့်လာဖို့ရန်အတွက်တရားသွားဟောခိုင်းပေမဲ့သူဟာဖျားစကားကို မနာခံဘဲနဲ့ထွက်ပြေးခဲ့ပါတယ်။ဘာနဲ့ထွက်ပြေးခဲ့တယ်လဲဆိုရင်တင်ပေါ်ရေချောင်းအဖြစ်ထွက်ပြေးခဲ့တယ်ဆိုတဲ့အကြောင်းကျွန်တော်တွေ့ရပါတယ်။ထိုနည်းတူဖျားသခင်ကတမန်တော်ကြီးရှင်ပေါ်လူကိုဧဝံဂေလိတရားဟောဖို့ရန်အတွက်ရောမမြို့အထိသွားဖို့ဖျားကပြောပါတယ်။ ဘုရားကသူ့ကိုရွေးနှုတ်တဲ့အခါမှာတပါးမျိုးသားတွေအတွက်ဖြစ်တယ်လို့ရှင်ဘရင်တွေရှေ့မှာလည်းပဲအေဝံဂေလိဝေငှရမယ်လို့ပြောပါတယ်။ဒါကြောင့်တမန်တော်ကြီးရှင်ဘောလူကတော့ယောနလို့မဟုတ်ဘဲနဲ့ဘုရားစကားကိုနာခံပြီးတော့သင်္ဘောနဲ့ခရီးထွက်ခဲ့တယ်ဆိုတဲ့အကြောင်းကိုကျွန်တော်တွေ့ရပါတယ်။ယောနရဲ့အသက်တာကိုကျွန်တော်ကြည့်တဲ့အခါမှာသူ့ကြောင့်သူ့ရဲ့ဘုရားစကားနားမထောင်ခြင်းကြောင့် ပင်လယ်လယ်မှာမုန်တိုင်းကြရောက်ပြီးတော့လူများအားလုံးပျက်စီးလူနေပါဖြစ်ခဲ့တယ်ဆိုတော့အရာကိုကျွန်တော်တွေ့ရပါတယ်တစ်ဖက်ကနေဆိုရင်သူဟာဖရားရဲ့အမျက်ကိုနှိုးစော်တော်သူဖြစ်နေကျွန်တော်တွေ့ရပြီးတော့တမန်တော်ကြီးရှင်ဘော လူသင်မောနဲ့ခီးသွားတဲ့အခါမှာသူ့စကားနားမထောင်လို့မုန်တိုင်းနဲ့သူတို့ပတ်ပင်းတိုးခဲ့ပါတယ်သူကခီးဆက်မသွားသေးဘဲနဲ့နေမယ်ဆိုရင်မုန်တိုင်းနဲ့သူတို့တွေ့ရမှာမဟုတ်ဒါပေမဲ့သူ့စကားနားမထောင်လို့ မုံတိုင်းကြပြီးအားလုံးသေပေးနဲ့တွေ့ခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီမုံတိုင်းကြထဲမှာလူတွေကိုနှစ်သိမ့်ပေးခဲ့တဲ့သူဖြစ်တယ်။ဘသူမှတင်မောကနေမထွက်ခွာဖို့ထွက်ခွာရဲဆိုအားလုံးအသက်ဆုံးရှုံးမယ်ဆိုပြီးတော့တင်မောထဲမှာပဲနေဖို့ရန်အတွက်ပြောပြီးတော့လူအများကို နှစ်သိမ့်ပေးတဲ့သူဖရာရဲ့အမျက်တော်ကနေပြီးတော့လူမြောက်ဖို့ရန်အတွက် လူများကို နှစ်သိမ့်ပေးတဲ့သူဖရာရဲ့အမျက်တော်ကိုငိမ့်အေးစေတဲ့သူ ဖြစ်တယ်ဆိုတဲ့အကြောင်းကိုကျွန်တော်တွေ့ရပါတယ်။နောက်ဆုံးမှာတော့ယောနာဟာသူထွက်ပြေးလို့မရတဲ့အဆုံးမှာဗျာဒိခင်ကငါငါကြီးကိုပြန်အန်ခိုင်းပြီးတော့နိနဝေမြို့ကိုသူသွားပြီးတော့ဖရာစကားဟောပြောခဲ့တယ်ဆိုတဲ့အကြောင်းကိုတွေ့ရတယ်လို့နောက်ဆုံးမှာတမန်တော်ကြီးရှင်ဘောလူဟာလည်းပဲဖရာရဲ့စကားကိုနာခံခဲ့ပြီးမဲ့ မုံတိုင်းတွေကြုံခဲ့ရတဲ့အခက်ခဲတွေကြုံခဲ့ရပါတယ်ဒီမှာကျွန်တော်တို့စဉ်းစားရမယ့်အရာသင်ခန်းစာယူရမယ့်အရာကတော့ဖျားစကားနားမထောင်ရင်လည်းပဲကျွန်တော်တို့ဘေးဒုက္ခလေးတွေကြုံတွေ့ရတယ်လို့ဖျားစကားနားထောင်နေရတဲ့အနေလည်းပဲကျွန်တော်တို့ဘေးဒုက္ခတွေကြုံတွေ့ရတတ်ပါတယ်ဒါပေမဲ့ဒီဘေးတွေထဲကနေဖျားကအမြဲတမ်းကျွန်တော်တို့ကိုလွတ်မြောက်ရလမ်းကိုပြင်ဆင်ပေးနေရှိတယ်ဆိုတဲ့အရာကိုတော့ကျွန်တော်တို့တွေ့ရပါဖျားကလုံးဝ နာခံတဲ့သူပေါ်မှာတာဝန်ယူပဲဆိုတဲ့အကြောင်းကိုကျွန်တော်တွေ့ရပါတယ်။ဒါကြောင့်နောက်ဆုံးရောမကိုရောက်ပြီးတော့သူဟာရှင်ဘရင်တွေရဲ့ရှေ့မှာသူဟာအေးဝင်ကလေးတရင်စကားကိုဟောပြောခွင့်ရခဲ့တယ်ဆိုတဲ့အကြောင်းကိုကျွန်တော်တွေ့ရပါတယ်။ဒီနေ့ဒီပုဂ္ဂိုလ်နှုတ်ဦးရဲ့အကြောင်းစန့်ကျင်ဘက်နဲ့တူနေပါတယ်အဖြစ်ပြက်လေးတွေအထူးထူးခြားခြားကျွန်တော်တို့ဒီတမချန်းစာတော်မြတ်ထဲမှာတွေ့ရပါတယ်။နောက်ဆုံးမှာကျွန်တော်တို့သင်ခန်းစာယူဖို့ရအတွက်ကတော့ယောနာရဲ့အသက်တာကနေ ဘာသင်ခန်းစာယူနေကိုအပြစ်ကြောင့်ကိုပောက်ဝင်းကျင်မှာကျွန်တော်ကအမင်္ဂလာဖြစ်စေတဲ့သူဒါမှမဟုတ်အမင်္ဂလာကိုတည်ဆောင်တဲ့သူဖြစ်သွားနိုင်ပါတယ်အဲ့ဒါပဲအချိန်မှာလဲဆိုရင်ဖះစကားကိုအာခံတဲ့အချိန်ဖះစကားကိုနားမထောင်တဲ့အချိန်မှာ ဖြစ်နိုင်ပါတယ်ဒါပေမဲ့တမန်တော်ကြီးရှင်ဘောလူကတော့သူကြောင့်သူ့ရဲ့ပောက်ဝင်းကျင်မှာရှိတဲ့သူတွေဘေးကင်းတဲ့ကောင်းကြီးမင်္ဂလာရတဲ့ယေရှုခရစ်တော်ဖះကို မြင်တွေ့လာကြတယ်တည်ငောင်းကိုလက်ခံကြတယ်အဲ့ဒါဘာကြောင့်လဲဖရာရဲ့စကားကို လုံးဝနာခံတဲ့အတွက်ကြောင့်ဖြစ်တယ်ဆိုတဲ့အကြောင်းကိုကျွန်တော်တွေ့ရပါဒါကြောင့်ဒီနေ့ကျွန်တော်တို့ဟာဖရာစကားကိုနာခံနေတဲ့သူလားအာခံနေတဲ့သူလားကျွန်တော်ခရိယန်မှာမျိုးစားနှစ်ခုခွဲမယ်ဆိုရင်ကျွန်တော်တို့ဟာဖရာစကားကိုနာခံနေတဲ့သူဖြစ်နိုင်တယ်လို့အဲ့ဒီမျိုးစားထဲမှာပါဆိုရင်တစ်ဖက်ကနေကျွန်တော်တို့ဟာဖရာကို ာခံနေတဲ့သူတွေဖြစ်ပါတယ်ဒါဆိုရင်ဖရားစကားကိုအာခံနေတဲ့သူတွေခမားနဲ့ကျွန်တော်ကြောင့်ယောနာလိုပဲသူ့ရဲ့ပတ်ဝန်းကျင်မှာရှိတဲ့လူအားလုံးဒုက္ခရောက်တယ်လို့ကျွန်တော်ခမားနဲ့ကျွန်တော်ကြောင့်ပတ်ဝန်းကျင်ကိုယ့်ရဲ့မိသားစုမှာလည်းပဲကျွန်တော်တို့အာမင်္ဂလာကိုတည်ဆောင်တော်သူဒုက္ခရောက်စေတော်သူဖြစ်နိုင်တယ်အဲ့ဒီတတကိုဘုရားသခင်အလိုမရှိပါဘူးပေါ်လူရဲ့တတလို့ကျွန်တော်ဘုရားစကားကိုနားထောင်ပြီးတော့ဘုရားစကားကိုအမြဲနာခံပြီးတော့ကျွန်တော်တတကိုရှောက်လှမ်းမယ်ဆိုရင်ကျွန်တော်ပတ်ဝန်းကျင်မှာရှိတဲ့သူတွေ စီကိုကျွန်တော်မင်္ဂလာ ကောင်းကြီးတွေယူဆောင်လာတဲ့သူဖြစ်မယ်ဆိုတဲ့အကြောင်းဒီနေ့ဘုရားစကားနာခံသူနဲ့အာခံသူဆိုတဲ့အကြောင်းအရာကောင်းစဉ်လေးအဖြစ်အနေနဲ့တိုက်တွန်းခေါ်အပ်လိုခြင်းဖြစ်ပါတယ်။ရောက်ချင်းစီတိုင်းမှာဘုရားသခင်ကောင်းကြီးပေးပါစေ။အာမင်။